ဒီလေးမှာ sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ phone loss တွင်ပိတ်ထားပြီမဲ့လေတရားရောက်ကအခုလိုမျိုး control center ကြီးကိုလာဆွဲချပြီးတော့ဗောနော်အ wifi ပိတ်သွားတာရော bluetooth ပိတ်သွားတာရော internet data ကြီးတွေဖွင့်သွားတာဗောဒါမျိုးစားနောက်တက်ရင်မလိုအပ်ဖ ೇನೆ ဗောနော်ဒါကျွန်တော် data ပိုးတွေကုန်တာရှိတယ်ဗောနော်အဲဒီလိုမျိုးဆွဲချပြီးတော့စားနောက်လို့မရအောင်ပိတ်လဲဖွင့်လဲလုံးလို့မရအောင်ပိတ်တဲ့နီလန်လေးနဲ့အဲနောက်တစ်ချက်ကကျွန်တော်တို့ရဲ့ phone ကိုဗောနော်အဲဒီလိုမျိုးလက်ကလေးနဲ့နှိပ်လိုက်ရင်ပိတ်သွားမယ်ဒါစကွင်ပိတ်တာပြောတာနော်အဲဒီလိုမျိုးလေးပြန်ဖွင့်လိုက်ရင် လင်းလောက်ပေါ့နော်ဘယ်နေရာကပွင့်ရလဲလို့တောင်းဆိုတဲ့မိတ်ဆွေတွေတို့ဒီနီးလန်းနှစ်ချက်ကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်။ Okay ဒါဆိုရင်ဒီလိုမျိုးလုပ်ဖို့ဆိုရင်နံပါတ်1အနေနဲ့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဖုန်း loss ခွင့်ချထားတဲ့ချိန်မှာ call to center ကိုဆွဲချလို့မရပိတ်တဲ့နီးလန်းလေးကိုအရင်ပြပေးမယ်။ Okay ဒါဆိုရင်ကျွန်တော်ရမိတ်ဆွေကဖုန်းရဲ့ setting တွေကိုတစ်ချက်ဝင်လိုက်ဖုန်းရဲ့ setting တွေကိုရောက်လာပြီဆိုရင်နည်းနည်းလေးဆွဲတင်လိုက်အဲဒီမှာ အဲကျွန်တော်တို့ကွန်ဒိုဆန်တာတဲ့ကိုတစ်ချက်သွားလိုက်မယ်။နေရာလေးကိုရောက်လာပြီဆိုရင်နည်းနည်းလေးဆွဲတင်လိုက်အဲဆွဲတင်လိုက်အဲဆွဲတင်လိုက်ပြီးတော့အခုကျွန်တော်မျှပြထားတဲ့နေရာလေးပေါ့နော်။အဲဒီစာကြောင်းဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်။အဲနှိပ်လိုက်ရင်အဲဒီလိုမျိုးလေးလေးပေါ်လာမယ်။ပေါ်လာမှဆိုရင်ကျွန်တော်ရဲ့မျိုးကအဲကွန်ဒိုဆန်တာဆွဲချလို့မရအောင်ပိတ်ချင်တာဖြစ်တဲ့အတွက်ဒီအလေကြောင်းလေးပေါ့နော်။အဲဒီအလေလေးကိုဒီရလေးကိုတစ်ချက်ပိတ်ပေးလိုက်။အဲပိတ်ပေးလိုက်ပြီဆိုရင်မိတ်ဆွေရဲ့ဖုန်းကိုဒါဆွဲချလို့မရတော့ပေါ့နော်။ဥပမာကျွန်တော်ရဲ့မျိုးက loss point ကိုအဲချထားပြီးတော့ဘုံဘုံတနေရာထားရင်ထားမယ်။ အတယောက်ကကိုယ့်ရဲ့ဖုန်းကိုကောက်ကင်ပြီးတော့ဗောနော်အခုလိုမျိုး wifi ကိုဆွဲချခြင်းလဲ node ကိုဆွဲချလို့မရတော့ဘူးဗောနော်အစာတွေပါတယောက်ကပို့လာလဲစာတွေဆိုရင်လည်းဒါကျွန်တော်တို့ဝင်ဖတ်လို့မရတော့ဗောနော်တချို့ဆိုရင်အဲ့ဒီနေရာကမထားရဘူးမပိတ်ထားဘူးဆိုရင်ဗောနော်အဲ node မှာကြက်လာလဲစာတွေဆိုရင်လက်နဲ့ထောက်ဖတ်သွားတာလို့အခုလိုမျိုးဗောနော် wifi တွေ bluetooth တွေကိုဒါဆက်နောက်ပြီးတော့ပိတ်သွားတာဖွင့်သွားတာမျိုးရှိတယ်ဗောနော်အဒီလိုမျိုးဖြစ်အောင်အဒီ control center လေးတစ်ချက်ကိုတော့အလုံးဝဖုန်းအသုံးပြုသူတွေအလုံးဝပိတ်ထားပေးသင့်ပါတယ်တကယ်လို့ပွင့်နေမယ်ဆိုရင်ဗောနော်ကျွန်တော်ရဲ့မိတ်ဆွေက အဖုံးတနေရာမှာချတာတယ်တယောက်ကစာရင်းပို့လိုက်နှိပ်ပြီးတော့ဖတ်လို့ရပါတယ်โอเคဒီလိုမျိုးဖတ်လို့မရအောင်ပါเนาะဒီဒီနေရာလေးကကွန်ဒိုဆန်တာတွေကလုံးဝပိတ်ထားပြီပါဒါကတော့တစ်ချက်ပါเนาะโอเคဒါဆိုရင်နောက်ထပ်တစ်ချက်ကျွန်တော်ထပ်ပြပေးမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဖုန်းကိုလက်နဲ့ဒီလိုထောင်းရင်ပိတ်တာလို့ဒီလိုဒီလိုထောင်းရင်ပွင့်တာလို့ပေါ့เนาะအဲဒါလေးကဘယ်နေရာကဖွင့်ရလဲဆိုတာလေးကို sharing လုပ်ပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မရှိကဖုန်းရဲ့ setting တွေကိုသွားအဲဖုန်းရဲ့ setting တွေကိုသွားပြီးတော့နည်းနည်းလေးဆွတ်တင်လိုက်ဒီမှာ top ပုံလေးနေရှိတယ် loss top ပုံလေးနေရာလေးပေါ့နော် အဲတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်အဲဒါလေးနှစ်ချက်ကပိတ်နေလို့ပေါ့နော်အဓိကကျွန်တော်ရင်းမဆွေဒါလေးကိုတစ်ချက်ဖွင့်ပေးလိုက်အဲဒီမှာကျွန်တော်တေဘက်တက်လေးပေါ့နော်အဲဒါလေးကိုတစ်ချက်ဖွင့်လိုက်အဲဖွင့်လိုက်တာနဲ့ကျွန်တော်ရင်းမဆွေကဖုန်းကိုအဲစကွင်ပိတ်ထားတဲ့ချိန်ပေါ့နော်လက်ကလေးနဲ့ထိလိုက်အဲထိလိုက်ရင်ဟဲ့သူသူလေးမီးလင်းလာလို့ပေါ့နော်အဲလက်လေးနဲ့ပိတ်လိုက်ရင်တော့အဒီလိုမျိုးတည်တယ်ပေါ့နော်အခုနောက်ပိုင်း system မြင့်တဲ့ phone ဆိုရင်ဒီ cloud လေးဖွင့်တာနဲ့ဒီ power cloud ကိုအပိတ်ဖွင့်တော့လုတ်စရာမလိုဘူးနော်။သူအဲ့လိုမတောက်လိုက်တာနဲ့ phone ကိုပိတ်သွားတယ်။အ loss ကိုချပလိုက်တာပေါ့နော်။ loss ချပလိုက်တယ်ပြီးရင်အဲ့လိုပြန်ဖွင့်မှလင်းတာပေါ့။ဒီလိုမျိုး modernate တဲ့ phone တွေကြတော့မရဘူး။ အစခွင်မိပိတ်မိလင်းလောက်ပေါ့နော်အဒီလောက်ပဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အဲ့ဆိုဒီအချက်လေးပါဖွင့်ပြလိုက်ရင်တော့ပိုကောင်းတာပေါ့နော်ဒီအပေါ်ဆုံးကြောင်းလေးဒီအပေါ်ဆုံးကြောင်းလေးကိုတစ်ချက်ဖွင့်ထားလိုက်မယ်ဆိုရင်အကျွန်တော်ရဲ့မိချက်ကဖုန်းကိုဒီလိုမျိုးချထားတာလေးရှိတဲ့နေရာမှာထားထားတယ်ပေါ့နော်အထားထားလို့ကောက်ကင်လိုက်တာနဲ့မိလေးကအော်တိုလင်းလာတာပေါ့နော်အဲ့ဒီလိုမျိုးပြန်တစ်ချက်လိုက်မယ်ဆိုရင်ဒါမိကပြန်ပိတ်သွားတယ်ပေါ့နော်ဒါကကျွန်တော်စခွင် record ယူနေချိန်မှလို့မပြလို့မရတာပေါ့နော်တကယ်တမ်းကအဲ့ဒီလိုမျိုးပိတ်လိုက်ဖွင့်လိုက်လို့တယ်ဆိုရင်ကိုကဖုန်းကိုအဲကောက်ကင်လိုက်တယ်ပေါ့နော်ဖုန်းရဲ့လှုပ်ရှားမှုအရွေးတစ်ခုဖြစ်တာနဲ့မိထလင်းမယ် အဖုံးကလှုပ်ရှားမှုမရှိဘဲနဲ့နည်းနည်းလေးငြိမ်သက်သွားတာနဲ့မိကအော်တိုပြန်ပိတ်သွားမှာပေါ့နော်အဒီခလုတ်လေးတဲ့ဒါဖွင့်ထားပေးဖို့လိုအပ်ပါတယ်အသုံးချင်တဲ့သုံးပေါ့နော်ဒီနှစ်ချက်ကအဒါကတော့ဒီအောက်ကကြောင်းလေးကတော့ဖုန်းကိုဒေါက်တာတောင်းနေရရင် loss ကိုပိတ်ဖွင့်လုပ်မယ်အဒါကတော့ဖုန်းကိုအရွှေ့အရာအရန်လှုပ်တာနဲ့လှုပ်ရှားမှုတစ်ခုပြစ်တာနဲ့မိထားလေမိထားပိတ်ပေါ့နော်အဒီနီလန်းလေးနဲ့ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ